တ်ဗျာသူ့လာဘူးလာနီးရကျွန်တော်တို့ကပြီးရဘက်ကဒီနှလုံးသုံးကိုထိတ်သုံးလုံးငားလို့ထည့်တာပေါ့ဗျာတပိတ်ရနှစ်ပိတ်ရဒီအပိတ်နှလုံးသုံးကိုထိတ်သုံးလုံးငားလို့ထည့်တယ်အဲ့ကလေးတနည်းနည်းနဲ့သုံးနဲ့လေးနဲ့ငားနဲ့မှာသူကနှစ်ခါတွေ့ရတဲ့တပိတ်ပိုင်းသေးတယ်ပေါ့ဗျာအဲ့ကနေထိတ်သုံးလုံးငားလို့တွေ့ရတဲ့အဲ့ကလေးတနည်းနည်းနဲ့သုံးနဲ့လေးနဲ့ငားနဲ့မှာနှစ်ခါနော်နှစ်ခါတပိတ်တွေ့ရတဲ့ထိတ်သုံးလုံးငားနော်ဒီမဲ့တပိတ်တပိတ် တစ်ပိတ်နှစ်ပိတ်ဒီအပိတ်သုံးလုံးသုံးတွေ့တာနဲ့သူ့ရဲ့ဒီဘေးရဲ့ကြာစီမှာတဲ့သူကဒီထိတ်သုံးလုံးဒီ၅ဖြစ်တယ်နောက်တစ်ခါတနေ့နေ့နဲ့သုံးနဲ့၄နဲ့၅နဲ့မှာအဲ့ဒီမှာနှစ်ခါလို့ထည့်တယ်အဲ့နှစ်ခါအောက်ကနှစ်ခါတော့အဲ့နှစ်ခါကဒီကနှစ်ခါနော်ဒီကနှစ်ခါဒီကနှစ်ခါတစ်ပိတ်တစ်ပိတ်နှစ်ပိတ်အပိတ်သုံးလုံးနော်တစ်ပိတ်နှစ်ပိတ်အပိတ်နှလုံးသုံးတာနဲ့ထိတ်သုံးလုံး၅လို့ဖြစ်ပြီးတနေ့နေ့နဲ့သုံးနဲ့၄နဲ့ ငားနဲ့မှာနှစ်ခါတက်ပိတ်ပေါ့ဗျာအဲ့ဒီနေမှာအဲ့နှစ်ခါတက်ပိတ်အဲ့ဒီနှစ်ခါကဒီကနှစ်ခါဗျာနှစ်ခါတက်လို့ပိတ်တာနဲ့အဲ့ဒီချိန်မှာလဲသူကဒီနှလုံးငားနဲ့ရှင်းနဲ့သုံးမှုဗျာထိတ်သုံးလုံးငားဖြစ်တယ်အဲ့ကနေတနည်းနည်းနဲ့သုံးနဲ့လေးနဲ့ငားနဲ့ရဲ့ဘေးမှာနှစ်ခါတက်ပိတ်ဒီနှလုံးသုံးဖြစ်တာနဲ့သူကထိတ်သုံးလုံးငားပေါ့ဗျာအဲ့ဒီကနှစ်ကလည်းဘယ်ကနှစ်ပါသလဲဆိုလို့ရှိရင်ခုနကကျွန်တော်တို့ဒီ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 ကော ဒီနှခဒီနှခဒီနှခကိုဒီနှခဒီနှခကိုဒီနှခဒီနှခကိုဒီနှခအဲနောက်တကလည်းအဲ့ကနေသွားတော့ဒီနေ့နဲ့3နဲ့4နဲ့5နဲ့မှနှခတစ်ပိတ်ဒီအပိတ်နှလုံး3ဖြစ်တာနဲ့ထိတ်3လုံးကအဲ့ဒီနှခကဘယ်ကနှခလဲဆိုတော့အခါကျတော့ခုနကကျွန်တော်ပြောတဲ့ဒီကနှခကိုနှခပြောပြမယ်ဒီကနှခကိုဒီနှခလို့ထည့်တယ်ဒီကနှခကို ဒီနှစ်ခါလို့ထည့်တယ်ဒီကနှစ်ခါကိုဒီနှစ်ခါလို့ထည့်လိုက်တာကဲပြောနေတဲ့ဒီဘယ်ကရှင်းအောင်ပြောကျွန်တော်ကဟိုလိုရင်းနဲ့လွယ်ရင်းပဲရီမုံမုံနဲ့ပြောတာပေါ့နော်ကျွန်တော်ပြောခဲ့တာကပြီးရဲ့ဘက်ကဒီပိတ်လုံးနှလုံးသုံးနေလည်းမပါဘူးကျွန်တော်ကဒီထိတ်နှလုံး၅လို့ဖြစ်တာနဲ့တနည်းနည်းနဲ့ဒီထိတ်သုံးလုံးပေါ့ဗျာဒီထိတ်သုံးလုံးဒီကြာသေးမှာထိတ်သုံးလုံး၅လို့ဖြစ်တာနဲ့တနည်းနည်းနဲ့သုံးနဲ့၄နဲ့၅နဲ့မှာနှစ်ခါတက်ပိတ်လို့တွေ့ရတဲ့ကျွန်တော်ကထိတ်သုံးလုံး၅ကို၅၃ညတွေ့မလားအဲ့လိုပြောပြတာပေါ့နော် အဲ့ဒါဒီနေ့နဲ့3နဲ့4နဲ့5နဲ့မှာနှစ်ခါတက်ပိတ်တွေကဒီကြာတိမှာထိတ်3လုံး5ဖြစ်တာနဲ့အဲ့ဒီမှာ9 3ညတွဲမလားဒီနေ့နဲ့3နဲ့4နဲ့5နဲ့နှစ်ခါတက်ပိတ်ကြတဲ့ထိတ်3လုံး5တွဲတာနဲ့5ထိတ်နဲ့9 3ညတွဲမလားပေါ့ဗျာလွယ်လွယ်ပြောတာအမှန်ကဒီလိုသေးလို့ရေသူဖြစ်ပုံကဒီလိုလားဒီထိတ်3လုံး5လေးဖြစ်ဖို့ရအတွက်သူကြာသေးကတဲ့ပရမမှာစီနီယာတဲတဲ့ပေါ့ဒီခွန်ပိတ်ကခွန်လို့ပိတ်ခဲ့တယ်ကြာနော်ဒီမှာကြည့်ဒီခွန်ပိတ်ဒီမှာကြည့် ခွန်အပိတ်ကခွန်အပိတ်လို့ဖြစ်တယ်ပြီသူ့ရဲ့နောက်ကြားလေးမှာတပင်နှစ်ပင်သုံးပင်လေးပင်၅ပင်နော်6ပင်မှာနှစ်ခန်းလို့ထည့်တယ်နော်အဲ့ကနေအဲ့ကနေတော့ဒီနေ့နည်းနည်း3နည်း4နည်း5နည်းမှာလဲဒီ3ပိတ်က3အပိတ်လို့ဖြစ်ပြီဒီနေ့နည်းနည်း3နည်း4နည်း5နည်း6ပင်မှာနှစ်ခန်းလို့ထည့်တယ်အဲ့ကနေဒီနေ့နည်းနည်း3နည်း4နည်း ငါနော် तू อ่ะဒီဘေးမှာဒီမှာကိုအပိတ်ကကိုပိတ်လို့ဖြစ်ပြီး तू อ่ะနှစ်ခါထဲတာအဲ့ကနေနေနေနဲ့၃နဲ့၄နဲ့၅နဲ့မှာဒီကြာသီးကလည်း तू ကဒီကခွန်အပိတ်ကခွန်အပိတ်ပဲအဲဒီမှာတော့ရှင်းနှလုံး၅ပေါ့ဗျာပြီးရဲ့ဘက်ကရှင်းနှလုံး၄တွေရောအဲ့ကိုပြောထားတာလေးရှိတယ်ဒါပေမဲ့ तू ကမပြောတော့ပါဘူးအဲ့ဒါကိုလိုရင်းမဲ့ပြောတာအဲကျွန်တော်ရှေ့ကနှိပြတာလို့ဒါကျွန်တော်ကဘယ်တော့နေနေလွယ်လွယ်လေးတော့မပြဘူးခရိတ်မရှိပဲဒီနားတဲ့ကပ်ပုံးကပ်ကိုကျွန်တော်ပြလိပြူးအဲကျွန်တော်ပြောရအောင် ပြောရအောင်ကျွန်တော်ဘယ်လိုပြောပြမလဲဆိုတော့ပရမတိတဲ့ဒီမှာဒီဒီကြာသေးဒီဒီခွန်အပိတ်ကခွန်အပိတ်ကဒီခွန်ပိတ်ကခွန်လို့ပြတာ ਨੇ အဲ့ဒီကြာသေးမှာเนาะအဲ့ဒီကြာသေးမှာတစ်ပိတ်ရဲ့နှစ်ပိတ်ရဲ့ဒီအပိတ်နှလုံးသုံးဖြစ်တာ ਨੇ သူ့ရဲ့နောက်ကကြာသေးထိတ်သုံးလုံးဒီ၅လို့ရိုက်တယ်အဲ့ကနေလှမ်းတဲတယ်နောက်တစ်ခါတနည်းနည်းနဲ့သုံးနဲ့လေးနဲ့ငါးနဲ့ဒီကြာသေးမှာလဲတဲ့သူ့လိုပဲတဲ့သုံးပိတ်ကသုံးပိတ်လို့ဖြစ်ပြီးတော့နောက်တစ်ခါ ၅ပိတ်နဲ့၈ပိတ်နဲ့၃ထက်တာနဲ့အဲ့ဒီမှာနှစ်ခါလို့ထည့်တာနဲ့၁ပိတ်အဲ့ဒီပရမတ်နှစ်ခါဒီနှစ်ခါဘယ်ကနှစ်ခါလဲဒီကနှစ်ခါကိုနှစ်ခါလို့ထည့်ပြီးမှနှစ်ခါ၁ပိတ်၅နဲ့၈နဲ့၃ကိုဖြစ်ဒီကြာစီကိုထိတ်၃လုံး၅ဖြစ်တယ်နောက်တစ်ခါတင်းနေနေနဲ့၃နဲ့၄နဲ့၅နဲ့ဒီကြာစီမှာနှစ်ခါ၁ပိတ်အောင်သူ့လိုပဲဒီက၃ပိတ်က၃ပိတ်ဒီက၉ပိတ်က၉ပိတ်ဖြစ်ပြီးတော့ဒီမှာ ခွန်နဲ့ချောင်းနဲ့သုံးဖြစ်တာနဲ့နှစ်ခါတပိတ်ကို ထိတ်သုံးလုံးငါလို့ထည့်တယ်အဲ့ကလည်းတနေ့နေနဲ့သုံးနဲ့လေးနဲ့ငါနဲ့ဒီညာစီမှာနှစ်ခါတပိတ်အောင်လဲသူကဒီခွန်ပိတ်ကခွန်ပိတ်ဖြစ်ပြီးတော့ခွန်နဲ့ချောင်းနဲ့သုံးလို့ဖြစ်တာနဲ့နှစ်ခါတပိတ်ဖြစ်တယ်လေထိတ်သုံးလုံးငါကောင်းတယ်တော့ပြည့်ပန်းငါတွေကိုယ်တွေမသုံးနဲ့အဲ့ဒီနှစ်ခါကလည်းဘယ်ကနှစ်ခါပါလဲဒီကနှစ်ခါပေါ့ဒီနှစ်ခါကိုဒီနှစ်ခါထည့်တယ်ဒီနှစ်ခါကဘယ်ကနှစ်ခါပါလဲနော် ဒီနှခါကိုဒီနှခါထဲတယ်ဒီနှခါကိုနှခါထဲတယ်ဒီမတိပညာကဟောဒီနှခါကိုတဲ့နှခါလို့ခေတာနဲ့နှခါတပိတ်တယ်ဟောဒီကနှခါကိုနှခါလို့ခေတာနဲ့တပိတ်တယ်ဟောဒီကနှခါကိုနှခါလို့ခေတာနဲ့တပိတ်တယ်အဲဒီလိုလားအဲ့ဒါကိုပြီးရပကလိုရင်းနဲ့ဒီ၅ထက်ကျဲဆိုငါးတုံညာတွဲမလားငါတို့ငါးတုံညာတွဲနဲ့ဘာဒီဘုကလန်ရှိလဲဒီလိုပြောပြတာပေါ့ဒါပေမဲ့ကရှင်းလိုက်တဲ့အခါကျဒီ ပုံစံကဒီဒီ frame လေးอ่ะပေါ့လေအဲ့ပုံစံတိုင်းသူကတပုံစံလဲပေါ့တလုံးပေးသွားတယ်ပေါ့တလုံးကိုပေးတယ်အတလုံးပေးတဲ့ခါကျဒီမှာကျတုံညနေပြည့်ပြီဘာလို့တွဲနေရလဲရဲ့ရိုက်ရင်တော့၄ခွန်၃လေးအင်း၄၃ခွန်လို့ကြားတယ်ဗျာအစီနီယံသွားရင်တော့သူကအဲ့လိုသွားမှာနော်ဟုတ်လားအဲ့လိုသွားမှာဘာလို့သွားမယ်ဆိုခင်ဗျားတို့ကြည့်ရမယ်အတိပဲကကျွန်တော်ပြောမယ့်စနစ်ကိုတုံညအောင်ဘာကြောင့်ဖြုတ်မလဲဘာကြောင့်ကျွန်တော်ကသူကသူ့တိုင်း၃သွားရင်ကျွန်တော်တို့က၄၃ခွန်ကြမယ် ေးအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစီနီယံကတ်မယ်ဆိုလို့ရှိရင်ဘယ်လိုကတ်ပါမလဲဆိုတာကျွန်တော်ပြောပြမယ် MRP မနေ့ကညတော့ရကျွန်တော်၄၅9ကိုပြောလိုက်တာရမ်းမဲ့ကျွန်တော်ပြောသွားတဲ့စနစ်မဟုတ်ပါဘူးကြည့်နော်ကြာရင်လည်းသုံးဖို့ရပါဘောကဲထပ်ပြောကြရအောင်ကတက်ပြောကြရအောင်ဟုတ်ပြီကျွန်တော်ကပြီးခဲ့တဲ့ဘက်ကနော်ဒီမှာကကျွန်တော်ကထိတ်သုံးလုံးငါဒီရိုင်းလာတဲ့ထိတ်သုံးလုံးငါပေါ့ဗျာလို့ဒီထိတ်သုံးလုံးငါဖြစ်တာတနေ့နေနဲ့သုံးနဲ့လေးနဲ့ငါနဲ့မှနှစ်ခါတက်ပိတ်တာနဲ့ထိတ်သုံးလုံးငါကိုငါသုံးရတွဲမလားတနေ့နေနဲ့သုံးနဲ့လေးနဲ့ ငါးနှစ်ရပြီမှာနှစ်ခါတပိတ်ရာနဲ့သူ့ရဲ့နောက်ဘေးမှာဒီအသုံးလုံးငါးနှစ်ငါးသုံးချက်တွဲမလားဒီနှစ်နဲ့နှစ်သုံးနဲ့လေးနဲ့ငါးနှစ်ရပြီမှာနှစ်ခါတပိတ်ရာနဲ့ဒီကြာသေးဒီထိပ်သုံးလုံးငါးနှစ်အဲ့ဒီမှာသူကတော့ငါးသုံးချက်တွဲမလားလို့သုံးချက်တစ်လုံးထည့်နာပေါ့ပရမကကထည့်တယ်ပေါ့ဗျာသူကလာလာဒီလိုလာလာဗျာကျွန်တော်ပြောပြမယ်ဟောဒီကြာသေးမှာတဲ့သူကခွန်အပိတ်ခွန်ပိတ်ဒီခွန်ပိတ်ကခွန်ပိတ်လို့ဖြစ်ပြီးတော့အဲ့ဒီခွန်ပိတ်ကနေတဲ့ဟောလားနှစ်ခါတည်းเนาะထည့်မှာ လမ်းထဲတာပေါ့ဗျာဒီခွန်ပိတ်ခွန်ပိတ်ကနေဒီမှာနှစ်ခါလို့ထည့်ပြီးဒီကတစ်ပိတ်နဲ့နှစ်ပိတ်နဲ့သုံးလို့ထည့်တာအပိတ်နှလုံးသုံးထည့်တာနဲ့ဒီကြာစီမှာသုံးရဲ့ဒီပိတ်တူပိတ်ဖြစ်ခံရတဲ့ဒီသုံးထည့်ရဲ့ရှစ်ထည့်ရဲ့လေးထည့်ရဲ့ငါလို့ကစားတာအဲ့ကနေတနေ့နေ့သုံးနဲ့လေးနဲ့ငါနဲ့မှလည်းသူကဒီကြာစီမှာကြားဖို့ရအတွက်ဒီကထည့်လာထည့်လိုက်တာဒီမှာကျတော့သူကဒီကနှစ်ခါကိုလမ်းထည့်တယ်နော်အဲ့ကျတော့ဒီမှာလည်းဒီသုံးပိတ်ကသုံးပိတ်အဲ့ဒီကြာစီကိုဓမ္မနှစ်ခါလို့ထည့်တယ်ပြီးနောက်တစ်ခါ အဲ့ဒီမှာ9နဲ့10နဲ့3လို့ဖြစ်ပြီးတော့ဒီမှာနှစ်ခါတက်ပိတ်ထဲတာအဲ့ဒီနှစ်ခါကခုနကကျွန်တော်ပြောတဲ့ဒီကနှစ်ခါကိုနှစ်ခါလို့ထည့်ပြီးမှနှစ်ခါတက်ပိတ်တာနဲ့9ရှစ်3ဖြစ်တာနဲ့ထိတ်3လုံး9ဖြစ်တယ်ဟုတ်ပြီနော်ဟောတကဒီနေ့နဲ့3နဲ့4နဲ့9နဲ့ဒီကြံစီမှာလဲတဲ့သူကဒီမှာခုနက3ခွန်ပိတ်ခွန်ပိတ်3ပိတ်3ပိတ်ဒါက6ပိတ်က6ပိတ်အဲ့ဒီကြံစီမှာလဲဒီချိန်မှာနှစ်ခါလို့ထည့်ပြီးတော့အဲ့ဒီကြံစီမှာ ပိတ်တူပိတ်ကားတွေသူကနှစ်ခါလုပ်ခဲ့တယ်တက်ပိတ်ပေါ့ဗျာ၃ချက်လုပ်တယ်နှစ်ခါတက်ပိတ်နှစ်ခါတက်ပိတ်အဲ့ဒီမှာ9နဲ့6နဲ့3ကိုထိတ်3လုံး5ဖြစ်တယ်နောက်တစ်ခါဒီကြံစည်းကနေသွားလိုက်တဲ့ခါကျတော့ဒီကြံစည်းမှာတဲ့ခွန်ပိတ်ကခွန်ပိတ်ဖြစ်တယ်အဲ့ဒီချိန်မှာလဲသူကနှစ်ခါတက်ပိတ်တန်းနဲ့ထိတ်3လုံး5ထည့်အောင်ဒီမှာ6နဲ့9နဲ့3ဖြစ်တယ်အဲ့ကျတော့ကျွန်တော်တို့ရှင်းအောင်ပြောရှင်းအောင်ပြောတဲ့ခါကျခင်ဗျားတို့ရှင်းအောင်ထပ်ပြောပြမယ်လွယ်လွယ်နဲ့ပြောပြမယ်ခွန်ပိတ်ကခွန်ပိတ်နှစ်ခါအပိတ်နှလုံး3ဖြစ်တာနဲ့ထိတ်3လုံး5လုံးရိုက်တယ် တနေ့နေ့နဲ့၃နဲ့၄နဲ့၅နဲ့မှာ၃ဘိတ်က၃ဘိတ်နှစ်ခါအပိတ်လို့နော်ဒီမှာခွန်ဘိတ်ကခွန်ဘိတ်တနေ့နေ့နဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့မှာနှစ်ခါလို့တွေ့တာနဲ့ထိတ်၃လုံးနှစ်ခါလို့တွေ့တာနဲ့အပိတ်နှလုံး၃ဖြစ်တာနဲ့ထိတ်၃လုံးဒီ၅ဖြစ်တယ်တနေ့နေ့နဲ့၃နဲ့၄နဲ့၅နဲ့မှာ၃ဘိတ်က၃ဘိတ်နှစ်ခါလို့ထဲတာနဲ့အပိတ်နှလုံး၃ဖြစ်တာနဲ့အဲနှစ်ခါတက်ပိတ်လို့လန့်ထည့်ပြီးတော့ထိတ်၃လုံးကအဲ့ဒီနှစ်ခါကဒီကနှစ်ခါ နောက်တစ်ခါတနေ့နေနဲ့၃နဲ့၄နဲ့၅နဲ့မှာကိုဘိတ်ကကိုဘိတ်နှစ်ခါလုံးထည့်ရပြီအဲ့ဒီမှာအပိနှလုံး၃ဖြစ်တာနေနှစ်ခါတစ်ပိတ်အဲ့ဒီနှစ်ခါကဒီကနှစ်ခါလို့သူကထည့်ပြီးတော့မှနှစ်ခါတစ်ပိတ်ကိုထိတ်သုံးလုံးငားထည့်တယ်နောက်တစ်ခါတနေ့နေနဲ့၃နဲ့၄နဲ့၅နဲ့မှာတဲ့ဒီမှာပိတ်ဒီအပိတ်ကဒီပိတ်ပြီးတော့အဲ့ဒီမှာကနှစ်ခါမထည့်တော့ဒါပေမဲ့အဲ့ဒီနှစ်ခါကိုခုနကဒီကနှစ်ခါကိုနှစ်ခါလို့ထည့်တာနေ၃ပိတ်တယ်ဘာကြောင့်လဲ နှစ်ခါလို့ထည့်တာ ਨੇ တက်ပိတ်တယ်ဘာကြောင့်လဲခုနဲ့6နဲ့ကသုံးတာကိုအဲ့တော့ရှင်းရှင်းပြောလိုက်တော့နှစ်ခါတက်ပိတ်ဒီအပိတ်နှလုံးသုံးနှစ်ခါတက်ပိတ်ထိတ်သုံးလုံး9လို့ဖြုတ်တယ်အပိတ်နှလုံးသုံးနှစ်ခါတက်ပိတ်ထိတ်သုံးလုံး9လို့ဖြုတ်တယ်အပိတ်နှလုံးသုံးနှစ်ခါတက်ပိတ်ထိတ်သုံးလုံး9လို့ဖြစ်တယ်အဲ့တော့ဒီကတင်ရတဲ့စနစ်ကိုကျွန်တော်တို့က၄ခွန်9ကိုမင်းဘာကြောင့်ပြောတယ်လဲအဲ့တော့အဲ့ဒီမှာကဥမာပဲပြပြအဲ့ဒီချိန်မှာက तू က60ခွန်ခွန်ပိတ်နောက်ပိုင်းပြီပေါ့ဗျာ ီငခန်းကနေခွန်ပိတ်ပေါ့ဗျာဒီငခန်းကနေခွန်ပိတ်ပေါ့ဗျာဒီငခန်းကနေခွန်ပိတ်ပေါ့ဗျာဒါအော်တိုဝင်နေတယ်ပေါ့ဗျာဒီခွန်ပိတ်ကအဲလိုဖြစ်တဲ့ခါကျတော့ကျွန်တော်တို့အဲဒီမှာမင်းပါကြောင့်ကျွန်တော်တို့ဒီကြံသေးမှာဟုတ်ပြီဒီမှာတော့အဲ့လိုမဒီခွန်ပိတ်ခွန်ပိတ်၃ပိတ်၃ပိတ်ကိုးပိတ်ကိုးပိတ်ခွန်ပိတ်ခွန်ပိတ်အဲဒီမှာပထမ၃ပိတ်၃ပိတ်ကရှင်းနှလုံးဒီရှင်းနှလုံးဒီက၃ဖြစ်တယ်အဲရှင်းနှလုံး၃နဲ့အဲ့ဒီခွန်ခါးနဲ့က၃ရလို့ဖြစ်တာနဲ့နှစ်ခါတစ်ပိတ် ငါးပိတ်ရဲ့ရှစ်ပိတ်ရဲ့ခွန်ပိတ်ရဲ့တုံညာဖြစ်တဲ့သုံးပိတ်သုံးပိတ်ရှင်နှလုံးသုံးဖြစ်တာအဲ့ဒီခြေပေါင်းသုံးနဲ့ခွန်ခါးနဲ့ဒီတုံညာလို့ဖြစ်တာနဲ့ငါးပိတ်ခွန်ပိတ်ခွန်ပိတ်ဒီကတုံညာဖြစ်တယ်နောက်တစ်ခါလဲနှစ်နော်ဒီမှာအကြောင်းကတော့နှစ်ခါးဒီနှလုံးသုံးလို့ဖြစ်တာနဲ့နှစ်ခါးတစ်ပိတ်ဒီကြာသီးကိုဟောဒီနှစ်ခါးကနေခွန်လို့ပိတ်ချင်တာပိတ်လိုက်မယ်ဆိုလို့ရှိရင်တဲ့သူကဒီမှာကခွန်သုံးပိတ်ကသုံးပိတ်ရှင်နှလုံးသုံးခွန်ခါးနဲ့တုံညာလို့ဖြုတ်ပြီး ဒီကနှစ်ခါကနေခွန်လို့ပြရမှာလေတဲ့ငါးရဲ့ငါးပိရဲ့ရှစ်ပိရဲ့ခွန်ပိရဲ့အပိတ်သုံးလုံးသုံးများဖြစ်ရမယ်သုံးပိတ်ကသုံးပိတ်ရှစ်နှလုံးသုံးခွန်ခါနဲ့သုံးများနော်ဟုတ်ပြီဒီကလည်းကျွန်တော်တို့ဒီနှလုံးသုံးနှစ်ခါတက်ပိတ်လို့ပြပြီးဒီကြာသေးကိုဟောဒီနှစ်ခါကနေခွန်လို့လှမ်းပိတ်ချင်တာအဲ့ဒီမှာလဲဒီမှာကခုနပြောလို့ခွန်ရ6ရဆိုခွန်ပိတ်ပိုင်းဒီအပိတ်သုံးလုံးက၃ညဖြစ်မယ်ဒါဆိုရင်ကိုပိတ်က၉ပိတ်ရှင်းနှလုံးလေး6ခါနဲ့၃ညဖြစ်မယ်ဒါဆိုရင်ဟုတ်ပြီတဲ့ခွန်ပိတ် 6ပိတ်အပိတ်နှလုံး3ဖြစ်တာနှစ်ခါ3ပိတ်ကိုထိတ်3လုံး5ဖြစ်ထည့်သွားပြီ။ဘာကြောင့်ထည့်လဲခွန်ပိတ်ခွန်ပိတ်ကနေအဲ့မှာထိတ်3လုံး5ထည့်တော့သူ့ရဲ့အောက်ပါကြားလေးကြီး။ကျွန်တော်တို့ဒီနှစ်ခါကနေခွန်လို့ပိတ်ချင်တာအဲ့ဒါဆိုရင်ခွန်ရဲ့6ရဲ့သို့ခွန်ပိတ်မှာ3ရာဖြစ်မယ်။ဒါဆိုရင်ခွန်ပိတ်ခွန်ပိတ်ဖြစ်ခံရတဲ့ရှင်းနှလုံးဒီ5ရှင်းနှလုံး6ပိတ်6ပိတ်ရှင်းနှလုံးဒီ4 3ပိတ်3ပိတ်ရှင်းနှလုံးဒီ3 3ဘိတ်3ဘိတ်ရှင်းနှလုံးဒီ3 6ဘိတ်6ဘိတ်ရှင်းနှလုံးဒီ4ခွန်ဘိတ်ခွန်ဘိတ်ရှင်းနှလုံးဒီ5အဲ့တော့ကျွန်တော်တို့က ဒီနှစ်ခါကဒီနှစ်ခါလို့ထည့်တာနဲ့အဲ့ဒီနှစ်ခါကနေခွန်လို့ပိတ်ချင်တာဆိုဒီနှစ်ခါကဒီနှစ်ခါလို့ထည့်တာနဲ့တက်လို့ပိတ်တာနဲ့အဲ့ဒီနှစ်ခါကနေခွန်လို့ပိတ်ချင်တာဒီနှစ်ခါကဒီနှစ်ခါလို့ထည့်တာနဲ့တက်လို့ပိတ်တာနဲ့အဲ့ဒီနှစ်ခါကနေခွန်လို့ပိတ်ချင်တယ်ဗျာဒီနှစ်ခါကနေနှစ်ခါလို့ထည့်တာနဲ့တက်လို့ပိတ်တာနဲ့အဲ့ဒီနှစ်ခါကနေကျွန်တော်တို့ခွန်လို့ပိတ်ချင်တယ်ဟုတ်ပြီအကြောင်းရင်းကဒီမှာတင်လိုက်တဲ့စနစ်ကအားလုံးလေဓမ္မအဲ့လိုထည့်လာမထည့်ဘူးပေါ့ဗျာ အဲ့တော့နှစ်ခါတစ်ပိတ်နှစ်ခါတစ်ပိတ်နှစ်ခါတစ်ပိတ်ကိုအကြောင်းရင်းကိုပြုတ်ပြီးတော့အဲ့တော့ကျွန်တော်တို့ကဒီကနှစ်ခါကိုနှစ်ခါလုပ်ထဲတာနဲ့တက်လို့ပိတ်တာနဲ့အဲ့ဒီမှာကျွန်တော်တို့ကခွန်လို့ပိတ်ချင်တာအဲ့ဒီမှာကျွန်တော်တို့ကလည်းဒီကနှစ်ခါကိုနှစ်ခါလုပ်ထဲတာနဲ့တက်လို့ပိတ်တာနဲ့အဲ့ဒီနှစ်ခါကနေကျွန်တော်တို့ကခွန်လို့ပိတ်ချင်တာဟုတ်ပြီဒီကနှစ်ခါကနေနှစ်ခါလုပ်ထဲတာနဲ့တက်လို့ပိတ်တာနဲ့ကျွန်တော်တို့ကအဲ့ဒီနှစ်ခါကနေခွန်လို့ပိတ်ချင်တာအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာခွန်လို့ပိတ်အောင်ကဓမ္မကငါးရဲ့ခွန်ရဲ့၃ရဲ့က၅၅ ငါးဘိတ်ရှစ်ဘိတ်ခွန်ဘိတ်သုံးညဖြစ်တယ်နဲ့ဒီသုံးဘိတ်ကသုံးဘိတ်ရှစ်ပေါင်းသုံးခွန်ခါနဲ့သုံးညနော်နောက်တော့ကျွန်တော်တို့ကဒီမှာကျတော့ခွန်ရ6ရခွန်ရအပိတ်သုံးလုံးသုံးညဖြစ်တဲ့နောက်ကိုးဘိတ်ကကိုးဘိတ်ရှစ်ပေါင်းနဲ့6ခါနဲ့သုံးညနော်ဟုတ်ပြီလားဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ကဒီချိန်မှာ6ရခွန်ရဆိုခွန်ဘိတ်သုံးညဖြစ်ချင်တာဒါဆိုခွန်ဘိတ်ခွန်ဘိတ်ရှစ်ပေါင်းနဲ့9ခါနဲ့ဆိုရင်သူက၄9ခွန်လို့ကြတယ်ဒီမှာကျတော့သူက 6ခွန်တွဲတာအဲသူတို့က6ခွန်ခွန်ဥမာစီနီယံတွဲတော့ဗျာ6ခွန်ရှည်တွဲအပိတ်3လုံး3ညခွန်ဖြစ်ရမယ်။9 6ရှည်တွဲအပိတ်3လုံး3ညခွန်ပိတ်ဖြစ်ရမယ်နော်။ဒီမှာ6ခွန်ရှည်တွဲအပိတ်3လုံး3ညခွန်ဖြစ်ရမယ်။ဒီမှာကနော်ဟုတ်လား။9 9 6ရှည်တွဲအပိတ်3လုံး3ညဖြစ်ရမယ်ခွန်ဖြစ်ရမယ်။ဒါဆိုလို့ရင်ကျွန်တော်တို့ကဒီမှာက4 5တွဲမှလာပေါ့ဗျာအပိတ်3လုံးခွန်ပိတ်အဲ့ကြတော့ကျွန်တော်တို့ကသူ့ပြန်မပို့ဘူး။ကဲမဟုတ်ပါဘူးကွာဆိုလို့ရှိရင် ဒီနှလုံးသုံးချောင်းတဲ့ဒီမှာက2ရေ4ရေ5ရေသုံးထည့်တယ်မပူဘူးနောက်တစ်ခါ2ရေ5ရေ6ရေသုံးထည့်တယ်ဒါဆိုကျွန်တော်တို့ကဒီချိန်မှာသုံးထည့်ပါမယ်ဆိုလို့ရှင်ရင် तू ကဒီနေရာမှာကျွန်တော်1ရေကိုသုံးတယ်ဒီပုံစံနဲ့ကြာရင် तू ကဒါအပြင်ကြိုးမကြိုးဘူးအဲ့ကြတော့ဒါလုံအောင်ပြောပြတာပါအဲ့ကြတော့ဒီပုံစံနဲ့အဲ့လိုပဲသုံးတတ်ထည့်လို့ရှင်ရင်ထိတ်စီနေရာနဲ့တက်ပါမယ်ဆိုရင်ပေါ့လေ ဟိုရှေ့ရလဲရှေ့ပေါင်းစီနီယာမှုပေါ့ဗျာအဲ့ဒီမှာဆိုရင်သူက3 4 3ခွန်လို့ထွက်မယ်ဗျာအဲ့ဒီမှာ4 5ခွန်လို့ထွက်မယ်ဗျာเนาะအဲ့ကျတော့4 5ခွန်လေးကြည့်မှာမလား4 5ခွန်เนาะအဲအဲ့ဒါကိုပြောပြတာပြီးရဲ့ဘက်ကကျွန်တော်ကလွယ်ဒါကျွန်တော်ဘယ်ဆုံးနေနေ site တစ်ခုကိုလိုရင်းပဲပြောတာလွယ်လွယ်နဲ့ပြောတော့ပြောပြမှာတော့မဟုတ်ဘူးဒါပေမဲ့ကိုက line နဲ့ကောင်းတော့ ပြောရတဲ့လူကနားဘယ်လိုပြောမှာရှင်းနေကျင်တာဗျာရှင်းနေကျင်တော့ကိုကထက်ကထက်ကပြောတချို့ကလည်းလိုရင်းကိုမရောက်ဘူးဘာညာဟုတ်တယ်မှန်တယ်ခင်ဗျားတို့ကလိုရင်းမရောက်ဘူးအဲ့လိုလိုရင်းမရောက်ဆိုမကြည့်နဲ့လိုင်းရမကောင်းတော့ကိုကပါဇက်ကအဲဒီနေရာမှာဒီနေရာမှာကိုကဒီနေရာမှာကိုကဒီကနန်းပြောနေလက်ကဟုန်ရောက်နေအင်းဒီလိုမျိုးပါဇက်နဲ့အတန်နဲ့အဲ့လိုမျိုးလိုင်းနေရမကောင်းတော့ကျွန်တော်ပြောတာရှင်းရှင်းလေးရဒါကအတိတ်ပဲကဒီတိုင်းပဲသွားမှာသူအဲ့မှာပိုးမထည့်ဘူးဒီတိုင်းကိုပေးပါမယ်ဆိုရင်ကျွန်တော်တို့ဒီမှာက အဲဘာဒီအရာကြောင့်ကျွန်တော်တို့ကဒီမှာအဲ့ဒီမှာဒီနှလုံးသုံးနှစ်ခါတက်ပိတ်တယ်ခါခါသလုံးသုံးမလားပြောတာပေါ့ဗျာဒီနှလုံးသုံးနှစ်ခါတက်ပိတ်တယ်ခါသလုံးသုံးမလားဒါပဲပြောတယ်ဗျာကဲဒီနှလုံးသုံးနှစ်ခါတက်ပိတ်တယ်အဲ့မဲ့ငါအထည်ဝေးလေအဲ့မဲ့ခါသုံးမယ်ဆိုဒီမှာကတည့်ရကိုရဆို၃ခါအဲ့ကျတော့၄ဒိတ်စီနီကဘာကြောင့်လဲဆိုတော့ဒီမှာလဲရှိ၃ဘိတ်က၃ဘိတ်ကဲစာချင်းက၇ဘိတ်၇ဘိတ်၃ဘိတ်၃ဘိတ်၉ဘိတ် ခွန်ပိတ်ခွန်ပိတ်ဒီမှာကျထဲတာအဲ့လိုမထဲဘူးဒီမှာကျရှင်းနှလုံးဒီ၃တယ်ရှင်းနှလုံးဒီ၄တယ်ရှင်းနှလုံးဒီ၅တယ်ဒီမှာကျ၁၀ဖြစ်နေတယ်အဲ့ဒါမှန်ကမှန်ကန်ချင်းကြောင်းရင်သွားလိုက်တဲ့အခါကျခွန်ပိတ်ခွန်ပိတ်တာနဲ့နှစ်ခါလိုခဲ့တာနဲ့အပိတ်နှလုံး၃ဖြစ်တာနဲ့ဒီကြသည့်ထိတ်သုံးလုံး၅ပဲဗျာနောက်တစ်ခါ၃ပိတ်၃ပိတ်နှစ်ခါလိုထည့်ပြတာနဲ့အပိတ်နှလုံး၃ဖြစ်တာနဲ့အဲ့ဒီမှာကျွန်တော်တို့ကထည့်လိုက်တာနှစ်ခါလိုထည့်လိုက်တဲ့ဒီကြသည့်ကျတော့ပြောင်းမှန်ပြန်နှစ်ခါတက်ပိတ်အဲ့ဒီနှစ်ခါကဒီကနှစ်ခါဗျာနော် နောက်တစ်ခါကိုးပိတ်ကိုးပိတ်နှစ်ခါလုပ်ထည့်ရတယ်အဲ့ဒါကြာသေးမှာဒီနှလုံးသုံးဖြစ်တာနဲ့နှစ်ခါတက်ပိတ်တာနဲ့အဲ့ဒီနှစ်ခါကဒီကနှစ်ခါပြအဲလာပြီနော်နောက်တစ်ခါခွန်ပိတ်ခွန်ပိတ်နှစ်ခါတက်ပိတ်ဒီနှလုံးသုံးနှစ်ခါတက်ပိတ်တာနဲ့အဲ့ဒီနှစ်ခါကဒီကနှစ်ခါပြကဲအဲ့လိုသုံးအကျင့်ရတဲ့ခါကျွန်တော်တို့ကြည့်လိုက်တဲ့ခါကျခုနကပြောသလိုပဲဒီနေရာမှာတဲ့ခုနပြောတဲ့နှစ်ခါတက်ပိတ်ကိုနှစ်ခါတက်ပိတ်ထိတ်သုံးလုံး၅ဖြစ်ပြီးတော့ဒီနော်၃ပိတ်၃ပိတ် နှစ်ခါတစ်ပိတ်အပိတ်သုံးလုံးသုံးကိုဒီနေရာမှာနှစ်ခါကနေခွန်းလို့လဲပိတ်ဒီသုံးလုံးသုံးများဖြစ်ရမယ်ဒါဆိုရင်သုံးပိတ်သုံးပိတ်ကနေရှင်းနှလုံးဒီကသုံးဖြစ်တယ်အဲ့ဒီမှာခွန်ခါနဲ့သုံးညလို့ထည့်ခြင်းတယ်ဒါမှငါးခွန်းငါးရှစ်ခွန်းသုံးညခွန်ပိတ်ပိုင်နေဖြစ်ရမယ်သုံးညလည်းဖြစ်ရမယ်ခွန်လည်းပိတ်ရမယ်ပေါ့နော်ဒီနှလုံးသုံးနှစ်ခါတပိတ်အဲ့ချိန်မှာကျွန်တော်တို့ကဒီမှာထိတ်သုံးလုံး၅ခါထည့်ခဲ့ပြီဒါဆိုရင်၉ပိတ်၉ပိတ်ဟဲ့လားအပိတ်သုံးလုံးကဘာမှခွန်ရ၆ရဆိုခွန်ပိတ်မှာ၃ညဖြစ်မှာဒါဆိုရှေ့ပေါင်းလေး၆ခါနဲ့၃ညအောင် အဲဒီမှာတော့အဲ့လိုမျိုးသူကတော့ဒီတိုင်းသွားရင်ပေါ့ဒီမှာလဲခွန်ပိတ်ခွန်ပိတ်နော်ရှင်နှလုံးသေးကနော်3 4 5ဒီမှာဒီနှလုံး3နဲ့ခါတပိတ်ဖြစ်ပြီးတော့ဒီနေ့မှာကျွန်တော်တို့ခွန်ပိတ်ချင်တာတုံ냐ဖြစ်အောင်ဒါသူရှေးပေါင်း9နဲ့ဆိုတော့9ခါမှာခွန်ပိတ်အဲဒါ၄ရတော့ဟာဒီလိုပေါ့ကြာ6ထိတ်9ထိတ်4ထိတ်ထဲတာဒါပေမဲ့အဲ့4ထိတ်ကဒီဘက်4ထိတ်ကဒီဘက်ကလည်း4ထိတ်ရှိတယ်နော်အဲလေဟုတ်တယ်ဗျ၄ခွန်3ဆိုလဲ သူဟာဥမာရနှစ်ခါတဲ့ပိတ်ကိုအပိတ်သုံးလုံးသုံးရဖြစ်တာနဲ့ဒီမှာကဒီခါသုံးလုံးသုံးခဲ့မယ်ခါသုံးလုံးသုံးခဲ့မယ်ခါသုံးလုံးသုံးခဲ့မယ်ဟေးသုံးနေပြီပြေးမယ်ကွာဆိုရင်အဲ့ဒါဆိုရင်၄ခွန်သုံးနော်အဲ့ကျတော့၄ခွန်သုံးဆိုတော့၄ခွန်သုံးကလည်းကျွန်တော်ပြောထားတာရှိတယ်နော်ဝေကနေပြရတယ်အဲ့ဒါပဲဗျာကဲရှင်းတယ်မလားကျွန်တော်ပြတာရှင်းတယ်မလားဗျာနော်ရှင်းတယ်မလားနော်ရှင်းရှင်းလေးသွားမှာနော်မရှုပ်ဘူးနော်ခင်ဗျားတို့နော်မရှုပ်ဘူးထင်ပါလေနော်ကြည်ရတာနော် နော်မလျှော့ဘူးတင်တယ်နော်အေးအဲ့ဒါကိုဘာမှမသိရလွယ်လွယ်လေးပြောလိုက်လို့ရှင်လေရရတယ်ကျွန်တော်တို့ကနော်လွယ်လွယ်လေးသွားလိုက်လေရရတယ်နော်ဒီအပိတ်နဲ့အပိတ်ဒီနှလုံးသုံးကိုထိတ်သုံးလုံးကအဲဒီမှာတော့အဲ့လိုထိတ်တယ်ဒီမှာတော့အဲ့လိုမရှိဘူးသူ့ရောက်ကကြာသေးဟဲ့လားအဲ့လိုမရှိဘူးဒီလိုပြောပြတာနော်အဲ့ကျတော့သူက၄သုံးခွန်ရ၄၅ခွန်ရရမယ်အဲ့တော့၄၅ခွန်ကိုတစ်ချက်ကြည့်ကြအောင်မလားဗျာ တန်နေအောင်လားအဲ၄၅ခုကအခုက၄၅ခုလို့ကျွန်တော်ကယူဆတာဘာကြောင့်အတွဲလဲစီနီယံတွဲသွားမလားမှန်ပါတယ်အမခါသုံးလုံးထဲတော့၃ခါ၄၃ခုလို့ကြားတယ်ဒီ line နဲ့ပတ်သက်ပြီးမယ်ဆိုရင်เนาะအဲ့တော့၄၅ခုကိုနောက်ထပ်ဒီမီဒီယာမှာကြားနေတဲ့စနစ်ကိုကျွန်တော်တို့ကြည့်ကြရအောင်မလားကြည့်အောင်မလားနောက်ထပ်နှစ်ဆိုင်ကြမယ်၄၅ခုဒါကတော့ကျွန်တော်ပေါင်းခြင်းပေါင်းခြင်းနဲ့ပုံစံမျိုးသူ့အတိုင်းကိုထည့်ပြတာเนาะဒါပေမဲ့ကျွန်တော်ကဒီအဲ့ထွက်သွားရင်၄၅ခုကအခုထွက်မယ်ဆိုလို့ရှိရင် အခုပေါင်းတာလည်းကျွန်တော်ထွက်တာမယူဆဘူးကြက်ကတ်ရှိလို့ကြာရမယ်အလေးပုံသုံးရလဲဒါပေါင်းတာလည်းထွက်တာမယူဆဘူးဒီနေ့ကြက်ကတ်ရှိတယ်အဲ့တော့ကိုကအကျင့်ရရှာတော့ဟုတ်လားဘယ်လိုပါမလဲအဲ့တော့ကျွန်တော်ပြောတာကရှုပ်လဲရှုပ်မာတဲ့ရှင်းရှင်းလေးကိုကျုပ်ကလွတ်ပြတာပါလွတ်ပြတာပါဘာမှမသိပါဘူးကွာငါတို့ကအဲ့လိုလည်းသိကြမဟုတ်ဟာဆိုဒီမှာကြည့်ဟောနိုင်ရမကောင်းဘူးရ ြည့်ရပြီလားတော့မသိဘူးဗျာဒီမိုက်ဘာတွေဖြစ်နေဝမ်းနေလဲလူကျူးကောင်လည်းဖြစ်ရလားဗျာမသိဘူးကျေအဲ့တော့ဘာမှမသိပါဘူးဗျာဒီ၃ဘိတ်က၃ဘိတ်ဖြစ်တဲ့အဲဒီမှာဒီနှလုံး၃ဖြစ်ဒီ၃ဘိတ်က၃ဘိတ်ရှင်နှလုံးဒီ၃ဖြစ်တယ်ဒီ၃ဘိတ်က၃ဘိတ်ရှင်နှလုံးဒီ၃ဖြစ်တယ်အဲ့ဒီချိန်မှာတဲ့၅ဘိတ်နဲ့၈ဘိတ်နဲ့၃ကိုနှစ်ခါတက်လို့ပြိနေအဲ့ကြာဒီထိတ်တုံးလုံး၅လို့ဖြစ်တာနဲ့အဲ့ဒီကြာဒီမှာ၅ခွန်ရှိတယ်၃ညလို့လို့လိုက် ဒီနှလုံးနဲ့ခါနဲ့တုံရလို့ထိလိုက်ထိတ်ကစီနီယံထိလိုက်အဲနောက်တစ်ခါဒီကိုဘိတ်ကကိုဘိတ်ပြီးရှေပေါင်းဒီလေးဖြစ်တာနဲ့အဲ့ဒီရဲ့ဒီကြာသေးမှာနှစ်ဒီနှလုံးသုံးဖြစ်တာနဲ့နှစ်ခါတက်ပိတ်ဖြစ်ပြီးဘာမှမသိအဲ့ကြာသေးထိတ်သုံးလုံး၅ဖြစ်တာနဲ့အဲ့ဒီချိန်မှာဒီမှာခွန်ရယ်6ရယ်ခွန်ပိတ်နဲ့တုံရလုံးလိုက်ဒါဆိုရင်ရှေပေါင်းလေး6ခါနဲ့တုံရလုံးပြီးတော့ဓမ္မက6ထိတ်ပြီးတော့9ထိတ်လုံးလိုက်နောက်တစ်ခါခွန်ပိတ်ကခွန်ပိတ်ဖြစ်ပြီးတော့ဒီနှလုံးသုံးလို့ဖြစ်တာနဲ့နှစ်ခါတက်ပိတ် အဲ့ဒီမှာထိတ်တုံးလုံး၅လို့ထည့်ရတဲ့၅ထိတ်ကဝင်သွားပြီပေါ့အဲ့ဆိုရင်ဒီနေရာမှာခွန်ပိတ်လိုက်ဟဲ့လားအဲ့ဟိုဝါစီနီယာတော့၄ထိတ်လိုက်အဲ့ဒါရှေ့ပေါင်း၅ကို၅ခါထည့်လိုက်အဲ့ဒါဆိုလို့ရှိရင်သူကတော့၄၅ခွန်တော့ကြာမယ်ဟိုဝါကခုနက၄၃ခွန်ကြာမယ်ဒါပဲရှိပဲ